အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီတစ်ခါတော့ Trump ကဇလန်စကီကိုပြန်လည်တွန့်ပြန်တဲ့ဟာဆွေးနွေးတော့မှာဖြစ်တယ်ပေါ့နော်ပရိသတ်တို့တီးပြီးသားတဲ့အတိုင်းပဲမနေ့တနေ့က Donald Trump နဲ့ဇလန်စကီကတော့ Oval Office မှာတယောက်နဲ့တယောက်အိုဟစ်ရန်ဖြစ်ပြီးတဲ့နောက်ပိုင်းမှာဆွေးနွေးပွဲကတော့အဆုံးသတ်ခဲ့တယ်အဆင်ပြေခဲ့ဘူးပေါ့နော်အဲ့ဒီနောက်ပိုင်းဇလန်စကီကလည်း Fox News တို့ AP တို့ကသူ့ကို interview လုပ်ခဲ့တယ် အဲ့ဒီမှာဇလန်စကီကပြောဆိုချက်တွေထောက်ပြချက်တွေအများကြီးလုပ်ခဲ့တယ်ပေါ့နော်အဲ့ဒါကိုအခြေခံပြီးမှ Trump ကဇလန်စကီကိုပြန်လဲတွန်းပြန်ခဲ့တယ်ပေါ့နော်ဆိုတော့ဒီတစ်ခါကဒီ Taiwan နဲ့ Chief နဲ့ပတ်သက်ပြီးမှ100 billion ton နော် investment ဆွေးနွေးပွဲလုပ်နေတယ် investment တဘောတုန်ကြီးချက်လုပ်ပွဲလုပ်နေတယ်အဲ့ဒီမှာ media တွေနဲ့တွေ့ဆုံပွဲရှိနေတယ် media ကအတူကိုမေးခွန်းမေးတာတချို့ရှိတယ် အဲ့မှာ UK ရင်းအကြောင်းတွေကိုမေးတယ် Trump ကဘာလို့ပြန်ဖြေခဲ့မလဲဆိုတော့ကျွန်တော်ဆက်လက်ပြီးကြည့်အောင်အမမေခွန်းကတော့အဲ့ဒီ UK ရင်းရဲ့ mineral deal ဖြစ်နေတယ်ပေါ့နော်ဒီမေရှာတတူနဲ့တဘောတူ check ကိုသူကမေးနေတယ် Trump ကဘာပြန်ဖြေမလဲဆိုဆက်လက်ပြီးကြည့်အောင် Have been revived. What, what's your? Well, I'll let you know. We're making a speech. You probably heard about it tomorrow night. So I'll let you know tomorrow night. But no, I don't think so. I think. Uh, so, so, Eddie, may shut the door to Nichema, Pianley, at the Tumla Suma Mene. Trump ကတော့ပြောနေတယ်မနေ့ပြန်ကျွန်တော်က speech လုပ်မယ်ပေါ့ဒါကတော့တော်တော်လေးတော်တော်လေးကြီးမားတဲ့ speech ဖြစ်မယ်အဲ့မှာလူတွေအားလုံးကတီးမှာပါဆိုမှ Trump ကပြောနေတယ်ဘာလို့ဆက်ပြောမလဲဆိုတော့ဆက်လက်ပြည့်ကြည့်အောင် us because you know Biden uh, very very foolishly stupidly frankly gave 300 billion dollars and 350 billion more accurately uh, to a country to fight and to try and do things. And you know what happened? We get nothing. We get nothing. Just gave it. And if, we could have rebuilt our entire U.S. Navy with 350 billion. Ukraine က350 billion ပေးခဲ့တယ်ပေါ့နော်အမှန်စင်တော့အဲ့ဒီ350 billion ကကျွန်တော် US ရဲ့ Navy ပေါ့နော်ရေတက်ကြီးကိုအစားအကနဲ့ပြန်ဆောက်နိုင်တဲ့ ဘာချက်ဖြစ်တယ်ရမ်းမြလို့နေပေါ့နော်ဆိုတော့အဲ့ဒီ UK ရင်းဟဲ့ US ချာဒီမီရှာတူရဲ့တဘောတူစာချုပ်ကတော့ US တော်တော်တော်လေးအရေးကြီးတယ်ပေါ့နော်အရင်အရေးပါတယ်အရာတော့ဖြစ်တယ်ဆိုပါ Trump ကတော့ပြောနေတယ် Think of it 350 billion we could have rebuilt our US navy so he gave it away as fast as the money could be gone and what we're doing is getting that all back and a lot more than that and what we need it's very important for this business that we're talking about here with chips and semiconductors and everything else. We need rare earths. and the deal we have is we have the finest rare earths so no, trump ကတော့အလိုမျိုးပြောနေတယ်ဗောကျွန်တော်တို့ကဖတ်စာအလောက်ကြီးများများပေးနေတယ်အဲ့ဒီဖတ်စာကျွန်တော်တို့ပြန်လူချင်တယ်လို့ပြောနေတယ်ဆိုတော့ in return မှာအဲ့ဒီပြန်ချက်မှာသူတို့ကဘာလိုအပ်တယ်ဆိုတော့မေရှားတတူလွက်နေတယ်သူကအချိန်ချင်းပြောနေတဲ့စကလုံးကဘာဖြစ်လဲဆိုတော့ US ကကဘာကူဥဆောင်ဖူးလုပ်နေတယ်တဲ့ဒါမဲ့ ကဘာကူဦးဆောင်ဖူးရအတွက်ကျွန်တော်တို့မှာ natural resources လိုကနေတဲ့အဲ့ဒါကိုအထူးသဖြင့်အဲ့ဒီမေရှားတတူက US မှာလုံလုံလောက်လောက်မရှိဘူးအဲ့ဒါကြောင့် UK ရင်းကသူတို့လိုအပ်တဲ့မေရှားတတူကရှိနေတယ်ဆိုတော့ US အတွက်လည်းဒီမေရှားတတူကတော်တော်လေးအရေးပါနေတဲ့ဥစ္စာဖြစ်တယ်ပေါ့နော် to see from president zelensky to restart these negotiations zelensky ne khmyar o cha pyan le di ngi nai che ka ပြန်ရှိနိုင်မလားပေါ့နော်ဆိုတော့မင်းနေတဲ့ be more appreciative because this country has stuck with them through thick and thin we've given them much more than europe and europe should have given more so zelensky ကတော့ jesus တင်တင်တယ်ပေါ့နော်ကျွန်တော်တို့က ukraine ကိုစူးတဲ့အချိန်မှာပဲဖြစ်ဖြစ်ကောင်းတဲ့အချိန်မှာပဲဖြစ်ကျွန်တော်တို့ကသူတို့နဲ့ရည်တည်ရှင်းတန်းလာခဲ့တာတဲ့ကျွန်တော်တို့က europe ထက်တောင်ပူပေးသေးတယ်ပေါ့နော်အမှန်ဆိုရင် europe ကပူပေးတင်တယ်ဆိုပြီးမှ trump ကပြောနေတယ်ပေါ့နော် because as you know that's right there that's the border uh, this uh, this country really was like the fence on the border it was it was very important to europe and uh, so uh, ama at uk ka europe ye you now pay no defense border ဖြစ်နေတယ်ကိုအရင်ကြီးကြီးနေတယ်ဆိုတော့ you know. so, europe ကပူလောက်တင်နေဆိုပြီးမှ trump ကတော့ပြောနေတယ်ပေါ့နော် you know. Not knocking Europe. I'm saying that just they were a lot smarter than Joe Biden because Joe Biden didn't have a clue. He just gave money hand over fist. and they should have been able to equalize with us another so သူတို့ကအယူတွေလည်းမဟုတ်ပါဘူး Joe Biden ထက်တော့လုံးဝငြိပါနေတဲ့လူတွေဖြစ်နေတယ်ပေါ့နော်ကျွန်တော်တို့ကငွေပေးတော့ကပေါ့နော် Europe က equalize လုပ်တင်တယ်နော်ငီတူမျှတလို့တင်တယ်ဆိုပြီးမှ Trump ကတော့ပြောနေတယ်ဆလူတဲ့တဘောကကျွန်တော်တို့က Ukraine ကို10ဒေါ်လာပေးတယ်ဆိုရင်တော့ Europe ကလည်း10ဒေါ်လာပေးတင်တယ်ပေါ့နော်အဲ့လိုမျိုး equalize လုပ်တင်တယ်ဆိုပြီးမှ Trump ကတော့ပြောနေတယ် If we gave a dollar they should have given what well, we gave uh, 350 billion they probably gave 100 but on top of it all they get their money back because they're doing it in the form of a loan and so to be honest ကျွန်တော်တို့က350 billion ပေးနေတယ်သူတို့က100 billion လောက်ပေးနေတယ်ဒါတော့မကဘူးတဲ့သူတို့ရဲ့ပေးတဲ့ငွေတွေကဒီငွေချစ်ချင်းလုံးအဖြစ်ပုံစံနဲ့ပဲသူတို့ကပေးနေတယ်ဆိုတော့သူတို့ပေးတဲ့ငွေသူတို့ပြန်ရနေတယ်ပေါ့ကျွန်တော်တို့ကြတော့မရဘူးဖြစ်နေတယ်အဲ့ဒါကြောင့်ကျွန်တော်တို့လည်းပြန်ရချင်းတယ်ဆိုပြီးမှ Trump ကပြောနေတယ်ပေါ့နော် said it's time for us to be smart Mm. At the same time, it's great for them because they get us in the country taking the rare earth, which is going to fuel this big engine and especially the engine that we've in a very short time created. And we get something and we're in the, we're there. We have a presence there. With all of that being said, I want one thing to happen. I want all of those young people to stop being killed. They're being killed by the thousands every single week. The last week, 2,700 were killed. 2,700. young in this case just about all young last week's bono the lucre de padon ga အဲ့ဒီ Russian နဲ့ Ukraine မှာလူ2000ဆိုအသက်ခံရတယ်အသေးအသက်ရှုံရှုံရတယ်ပေါ့နော်။ Trump ကတော့ပြောနေတယ်ကွာ။အဲ့ဒီ Russia တတုကကျွန်တော်နှစ်ယောက်နိုင်ငံကြားသဘောတူညီချက်လုပ်ခဲ့ပဲဆိုကျွန်တော်က Ukraine ထဲသွားဝင်မှာဖြစ်တယ်ပေါ့နော်။ဆိုတော့သူတို့အတွက်လက်ကောင်းနေတယ်ကျွန်တော်တို့အတွက်လက်ကောင်းနေတယ်လို့သူပြောနေတယ်။ဒါပေမဲ့ဒီမှာတစ်ခုကတော့ ทรัมป์ก็ลงชูยอามาขัดจะตะคู่นี่เนี่ยตัวก็ว่าตัววินมาโมบูเมชาตะตุทูโพเยนี่เนี่ยไปตัววินมาแล้วเดี๋ยวมาพินเนี่ยကျွန်တော်တို့လည်းယူကေရီမှာတော်ဝင်မှာပြဆိုရတော့သူကပြောနေတယ်ပေါ့နော်ဒါပေမဲ့ခုနကျွန်တော်တို့ပြောနေတဲ့လုံချုံရဲအမခါချက်တော့လုံးဝမပါဘူးပေါ့နော်ဆိုတော့အခုခုနပြောလို့စာလုံခင်းတဲ့တပတ်လောက်ကကွာလူ1000နဲ့9000ကျော်အသက်ရှုံရှုံရတယ်လို့သူပြောနေတယ်ရုရှားဖက်ကပဲဖြစ်ယူကေရီဖက်ကပဲဖြစ်စူပေါင်းပြီးမှာပေါ့တပတ်မှာ boys uh from Ukraine and from Russia. Yeah. And that's not young people from the United States, but it's on a human basis. I want to see it stop. The money is one thing, but the, the death. ဆိုတော့အဓိကကတော့အဲ့ဒီငွေကြေးကိစ္စကတော့တခုတော့ဖြစ်နေတဲ့ဒါပေမဲ့အဓိကကအဲ့ဒီအသက်ဖြစ်တဲ့ကိစ္စကိုကျွန်တော်တို့က stop လုပ်ချင်တယ်အရက်တက်ချင်တယ်ဆိုမှပြောနေတယ် thousands of soldiers a week wow and that's not including and we and, and I want to see it stop. Yes. Are you considering canceling military aid to Ukraine? And can we get a reaction to what the panel just said that your administration is bringing U.S. worldview in alignment with Moscow? So. To me, I about it. That's not. မင်းတို့ယူကရိန်းစီးရေးပိုင်ဆိုင်ရာနဲ့ထပ်ပတ်တဲ့ဟာကိုရက်တက်သွားမှာလားဆိုတော့မင်းနေတယ်ဆိုတော့ပြီးတော့မင်းရဲ့ယက်တီချက်ကပူတင်ဘက်မှာပါပြီးမှယက်တီချက်ဖြစ်သွားသလားဆိုတော့မင်းနေတယ်ပေါ့နော် this is a deal that should have never happened. This is the deal that would have never happened. And it didn't happen for four years. It didn't happen. It was never even close to happening. Uh, if I were president, it would not have happened. <laughs> and October 7th would, ha would not have happened in Israel. Uh, and inflation wouldn't have happened. in Afghanistan disastrous the way they withdrew, not the fact that they withdrew, but the way they withdrew it would have never happened. So Israel case up a pipi kwa Afghanistan case up a pipi. You know that a president pick came as you know the area along ka pisi a chong machi was no a pioneer ye Would have had Bagram right now instead of China having it. It was one hour away from where China makes their nuclear weapons. We would have kept Bagram with one of the biggest air bases in the world. All of these things happened and it's a shame, but it is what it is. And now we're here. I want to see it end fast. ဆိုတော့ဖြစ်ဖြစ်ခဲ့တာဖြစ်ဖြစ်ပြီးပြီပေါ့နော်အခုကျွန်တော်တို့ဒီမှာရှိနေတယ်ဒီကိစ္စကြီးကကျွန်တော်တို့ရတ္တတင်တယ်ဆိုမှပြောနေတယ်အထမ်းကလည်းဒီကိစ္စကြီးကိုရတ္တဆက်ချင်တယ်ဆိုမှပြောနေတယ် I don't want to see this go on for years and years now President Zelensky supposedly made a statement today in AP I'm not a big fan of AP so maybe it was an incorrect statement but he said he thinks the war's going to go on for a long time Uh, and he better not be right about that. That's all. အဲအဲ့ဒါကတော်လေးရေးကြည့်နေတယ်အကွက်တကွက်ဖြစ်နေတယ်။ဘာဖြစ်လို့လဲဆိုတော့ Trump ကတော့ DC ရေးကြည့်ကမြန်မြန်ဆန်ဆန်ရတဆစ်ချင်းတယ်။နော်နစ်နဲ့ရှိပြီးမှမတော်ဆစ်ချင်းတော့ဘူးပေါ့နော်။ဒါမဲ့ခက်တာတစ်ခုကမနစ်က AP က Zelensky ကို interview လုပ်နေတယ်။နော် The Association Press က Zelensky ကိုမေးခွန်းတွေမေးနေတယ်။ Zelensky ကဘာပြောလဲဆိုတော့ UK နဲ့ Russia စစ်တပ်ပွဲကြီးက အချာကြီးလူသေးတယ်ကြောက်အောင်ပါဆိုမှပြောနေတယ်။ဟောအဲ့ဒါကိုတုံ့ပြန်တဲ့အနေနဲ့ Trump ကခုနကပြောလဲဆိုတော့အဲ့လိုမျိုး statement ပေါ့နော်။အဲ့လိုမျိုးပြောဆိုချက်ကလုံးဝ Zelensky ကမပြောသင့်ဘူးဆိုပြီးမှ Trump ကပြန်လေခြေပခဲ့တယ်။ပြီးတော့သူ့ရဲ့ social truth media မှာပဲသူကပြောခဲ့တာရှိတယ်။ဒါကတော့လုံးဝအဆူဆုံးပြောဆိုချက်ထုတ်ပြန်ချက်ပဲဆိုပြီးမှ Zelensky ကိုပြန်လေတုံ့ပြန်ခဲ့တယ်ပေါ့နော်။ဆိုတော့ပြစ်တတ်တော့အနေနဲ့ရော ဘလူတဘောထားရလေဒီစစ်ကြီးက Trump ပြောသလိုမျက်မျက်ဆန်းဆန်းရက်တက်နိုင်တဲ့စစ်ပွဲကြီးဖြစ်တလားဒါမှမဟုတ် Zelensky ပြောသလိုလုံးဝအကြအောင်မဲ့စစ်ပွဲကြီးဖြစ်တလားပေါ့ဆိုတော့ပရစ်တတို့ရဲ့ကူပိုင်တုံးတက်ချက်လေးကို comment ဝင်ရကြအောင်ပေါ့နော် Should China decide to isolate Taiwan or China decide to take Taiwan? Well, well it's a very interesting point. It's a great question, actually. But this would certainly, uh, I can't say minimize, that would be a catastrophic event, obviously, but it will at least give us a position where we have, in this very, very important business, we would have a very big part of it in the United States. So, ah, that got to do, call me, could အခုကထိုင်ဝမ်နဲ့ US <laughs> အကြားမှာ chief ဘောနော်ဒီ TSMC ပရဒရတီမှာပါဆပတ်တဲ့ပရဒရတော်တိမှာပါဒီ TSMC investment ဘောနော်ဒီ chief investment ကို Taiwan နဲ့ US share က100 billion ton တဘောတူငွေစာချုပ်လုပ်ခဲ့တယ်။ဆိုတော့အခုဒါ major journalist မေးတာပါလေဆိုတော့အခုလိုမျိုး Taiwan နဲ့ chief နဲ့ပတ်သက်ပြီးမှတဘောတူစာချုပ်လုပ်ခဲ့တာကနော်တရုတ်က Taiwan ကို think make စာတရုတ်က Taiwan အရေးမှာရောလုံးဝထိခိုက်မှုရှိမလား impact ရှိမလားဘောနော်သူမေးနေတယ် ထရမ့်ကတော့ပြောနေဒါကတော့တော်တော်လေးကောင်းတဲ့အဖြစ်ခွင့်ဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့မှလည်းအဲ့လိုမျိုးထိုင်ဝမ်နဲ့စီးပွားရေးလုပ်မယ်ဆိုတော့ it will give us a position ပြောနေတယ်ကျွန်တော်တို့ကလည်းအကြောင်းရင်းရှိလာပြီပေါ့ကွာဥပမာဒီ China ကထိုင်ဝမ်ကိုကျူးကျော်တင်ပိုက်မယ်ပို့တခုခုလုပ်မယ်ဆိုတော့ US ဘက်ကလည်းကာကွယ်တဲ့ reason ရှိလာပြီကာကွယ်မဲ့အကြောင်းရင်းတွေရှိလာပြီဥပမာသူပြောတဲ့ပုံစံရရဆိုတော့ဒီဇလန်စကီကိုလည်းအဲ့လိုအဲ့လိုပုံစံသူပြောခဲ့တယ်ကွာ မင်းနဲ့ကျွန်တော်တို့ကြားမှာမေရှားတူတဘောတူညီစာချုပ် sign ထူးမယ်ဆိုရင်ကျွန်တော်တို့ US ကအဲ့ဒီနေရာမှာလာမှာပဲအဲ့ဒါကြောင့်လေရုရှားကလာရေးမှာမဟုတ်ဘူးကျွန်တော်တို့ဒါနော်ဒီမေရှားတတူရဲ့တဘောတူကြီးချရမယ်ဆိုရင်ရုရှားကခင်ဗျားတို့ UKRE ကိုထိရဲမှာမဟုတ်ဘူးလို့သူကပြောနေတယ် Trump ကအဲ့လိုပုံစံပြောနေတယ်ဒါပေမဲ့လုံးဝလုံခြုံတဲ့အာမခံချက် security guarantee ခဏခဏပြောနေတယ်စကလုံးကြီးကတော့ကတိတော့မပေးဘူးပေါ့နော် အခုတရုတ်နဲ့ထိုင်ဝမ်ဘက်မှာလည်းအဲ့လိုပြောနေတယ် Trump က last week တုန်းကတရင်ထောက်တယောက်က Trump ကိုမေးသေးတယ်ကွာ well at long as i'm president iran ကလုံးဝ nuclear လက်နက်ရနိုင်မှာမဟုတ်ဘူးလို့ Trump ကပြောခဲ့ဖူးတယ်ကျွန်တော် president လို့တမျှပေါ့နော်အဲ့လိုပြောခဲ့ဖူးတယ်အဲ့ဒါဆိုရင်တော့ main president ဖြစ်တမျှအချိန်တိုးတွင်းမှာတယောက်ကထိုင်ဝမ်ကိုမသိနိုင်ဘူးလို့ပြောနိုင်လားဆိုမှမင်းနေတယ် genocide တယောက်က ဲ့ဒီတုန်းကတော့၆ကမဖြီးသေးဘူးအာကျွန်တော်ကအဲ့လိုမျိုးနေရမှာမပြိုတိမှု comment မပေးတိမှုဆိုမှဖြီးခဲ့တယ်ဒီတခါသူ့ကိုမေးတယ်ပေါ့တော့ဘာဖြစ်လို့လဲအဲ့ဒီလူခဲ့တပတ်မေးတုန်းကတော့အဲ့ဒီ deal မရှိသေးဘူးလေအဲ့ဒီတဘောတူငီချက်မရှိသေးဘူးအခုက Taiwan နဲ့ computer chip နဲ့ပတ်သက်လာပြီးတဘောတူစာငီစာချုပ်တွေလုတ်ပြီးတဲ့ပိုင်းမှာ chop ကပြောတယ်ဆိုတော့အကဲတရုတ်ကထိုင်ဝမ်ကိုထိခိုက်မယ်လို့မယ်ဆိုတော့ကျွန်တော်တို့ကလည်း ထိုင်ဝမ်ကိုကူညီတဲ့အကြောင်းရင်းရှိလာတယ်။အိကာကတရုတ်ကထိုင်ဝမ်ကိုအဲ့လိုမျိုးကျူးကျော်တင်ပိုက်မယ်ဆိုရင် US အတွက်လည်းနစ်နာတော့မှာကိုအဲ့ဒါကြောင့်သူတို့ကအကြောင်းရင်းတွေရှိလာတယ်ပေါ့။ဆီလူးတဲ့တဘောက US ကထိုင်ဝမ်ကိုအနည်းနဲ့အများကူညီမှာတော့တိကျပြပေါ့ကွာ။ The big impact if something should happen with Taiwan. အာ Are you looking at relieving Russian sanctions if there is a peace deal? Well, we're going to make deals with uh, everybody to get this war, including Europe and European nations. and they've acted very well. You know, they're good people. I know most of them are friends of mine. The heads of state, the heads of the various countries, prime ministers from uh, the different. I got four prime ministers and, prime ministers and five presidents uh, called me over the last uh, two days, and they want to work it out. They want to get it worked out. And I think they're also, you know, they're talking money, but the money is less important than the deaths. We're talking thousands of young people a week And people would say, Why do I care about Ukraine young people? Why do I care about, and not all young, but they're pretty young. You know, Ukraine is uh, running a little bit low and they're getting older. They're recruiting older people. It's a very, very sad thing. That so, Ukraine got no, the sit-up by Saya, the tole. ကြလာတယ်ဘောနအခုလူကြီးတွေပါအထီသူတို့ကစစ်တပ်ဝင်ခိုင်းတယ်လို့ထရမ့်ကပြောနေတယ်ဘာပဲဖြစ်ခုနမေခွနဲ့ပါလဲဆိုတော့ရုရှားနဲ့ငိမ့်ချမ်းရေးတဘိုးတူငီ ချက်ရခဲ့မယ်ဆိုရင်တော့ရုရှားနဲ့စီးပွားရေးပြန်လုပ်မလားဆန်ရှင်မလို့ပဲနဲ့ပြန်လုပ်မလားဆိုမှပြောနေတယ်ပေါ့နော်ထရမ့်ကတော့ပြောနေတယ်ဘယ်သူမှစုနဲ့စီးပွားရေးလုပ်မှာပဲယူရိုပနဲ့လုပ်မှာပဲရုရှားနဲ့လုပ်မှာပဲဆိုတဲ့သဘောနဲ့ပြောတာပေါ့နော်ဆိုတော့အဓိကကအဲ့ဒီငွေကြေးပိုင်းဆိုင်ရာကအဓိကမဟုတ်ပါဘူးတဲ့အဓိကတော့အဲ့လိုမျိုးကွာလူမျိုးတွင်းအတက်ရှုံရှုံရတာကျွန်တော်တို့ရက်တက်မှဖြစ်မယ်ပေါ့နော်အခု UK ရဲ့ခြေနေကိုတွားကြည့်ပါလားတော့လူကြီးတွင်တာလူငယ်တွင်ကတော်တော်များအတက်ရှုံရှုံရတယ်ပေါ့နော်ဆိုတော့အခုက သူတို့ကအစ်စ်ပိုင်းဆိုင်ရာမှာလဲတတော်လေးကိုကြရှင်းလာတယ်ကွာဒီအတေးပြောက်လို့များတဲ့ခါကြတော့နော်တက်တွင်ကလည်းရှော့ကြလာတယ်ဆိုတော့အခုလူကြီးပိုင်းကိုစစ်တပ်ထိဝင်လာတာကျွန်တော်တော်တွေ့တယ်ဒါတတော်လေး warning ဖို့ကောင်းလို့ဆိုမှ Trump ကတော့ပြောနေတယ်ပေါ့နော် happening over there and we want to get it finished we want to stop the death ဆိုတော့ all right Okay, tariff ကိစ္စကတော့ပြည်သက်ဆိုင်ဝန်ဆောင်မလို့တော့မထင်ပါဘူး။ဆိုတော့ပြည်သက်တို့အနေနဲ့ဘလူကူပိုင်သုံးသက်ချက်တွေကို comment မှာဝင်ကြည့်ကြပါအောင်ပေါ့နော်။တကယ်ပဲဥပမာကွာ DUS က Ukraine နဲ့ Russia စီရေးကြီးကိုလုံခြုံရေးအမခါချက်တစ်ခုခုပေးနိုင်မလို့ထင်ခဲ့သလား။ Europe ကအစားပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ 6994A ဖြစ်ပျက်ကိုပြည်သက်တို့တိမှာပါ။ ထောင်ကူရကူစလေတုန်းကဒူဒဘတ်မမ်မိုရန်ဒမ်တဘောတူစာချုပ်လုတ်ခေဖူးရဲကွာအဲ့ဒီတုန်းကရုရှားလေးပါတယ်ယူကရိန်းလေးပါတယ် US လေးပါတယ် UK လေးပါတယ်ယူရိုပလေးပါနေတယ်ဒါပေမဲ့အဲ့ဒါကလုံးဝကိုကျွန်တော်တို့လက်ရှိမှာเนาะအခုလက်ရှိကျွန်တော်တို့ကြည့်မယ်ဆိုရင်တော့မတီမဲခဲ့တာကမျက်မြင်သက်သေတခုဖြစ်နေတယ်အဲ့ဒီတုန်းက US ကလည်း UK ကိုပရောမစ်ပေးခဲ့တာပဲ UK ကလည်းပရောမစ်ပေးခဲ့တာပဲယူရိုပကလည်းပရောမစ်ပေးခဲ့တာပဲရုရှားကလည်းပရောမစ်ပေးခဲ့တာပဲ ဆိုတော့ယူကရိန်းမှာသူ့မှာရှိတဲ့မြတ်နျူကလ িয়ার အားလုံးကိုအရှုံးရှုံးခံပြီးမှရုရှားကိုပေးခဲ့ဖို့တယ်အဲ့ဒီတုန်းကဂတိကဝတ်တွင်ကိုအခုထိဘယ်နေချေရောက်သွားပြီအကုန်လုံးပြတ်သွားတာပြစ်သက်တော့အတွေ့ပဲကျွန်တော်တို့လက်ရှိမှာတော့တက်ရှိထင်ရှားမြင့်မြင့်တက်တဲ့တစ်ခုဖြစ်နေတယ်ဆိုတော့ဒီတစ်ခါကလည်းအခုလိုမျိုးကွာယူရိုပနဲ့ US တို့ကတွားပြီးမှ လုံချုံရဲ့အမခန့်ချက်တခုတကယ်ပဲပေးနိုင်ပေါ့မလားဒါမှမဟုတ် UK ရင်းကနေတူအတီမမ်ဘာဝန်အဖြစ်ပေါင်းစုံတို့လုံချုံရဲ့အမခန့်ချက်တခုဖြစ်မလားပေါ့နော်ဒါကတော့ပရိသတ်တို့အနေနဲ့ကိုပိုင်တုံးတစ်ချက်လို့ကြည့်ပါ US Europe အမခန့်ချက်တော့ကျွန်တော်ကတော့နေတူရဲ့နော်လုံးဝလုံချုံရဲ့အမခန့်ချက်ကတော့ပူပြီးထိရောက်မှုရှိလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဒါမှမဟုတ်ကန်တာတခုကရုရှားကဘေရောအခါမှ UK ရင်းကနေတူအတင်းဝင်ဖြစ်အတိမပြုမှာမဟုတ်တလို့ ဝင်ခွင့်လည်းပေးမှာမဟုတ်ဘူးပေါ့နော်ဒါကပြဿနာတစ်ခုဖြစ်နေတယ်ဆိုတော့သူတို့ရင်းကဘယ်လိုမျိုးငင်းချမ်းရဲ့လမ်းစီကိုအဖြေရှာကြမလဲဆိုတော့ကအခုအထိတိကျအရှင်းလင်းတဲ့အဖြေဘာမှကျွန်တော်တို့မတွေ့သေးဘူးဖြစ်နေတယ်အခုယူရိုကလည်းဆွေးနေတယ် UK ကလည်းဆွေးနေတယ်အဲ့လိုမျိုးပေါ့နော်ဆွေးတော့ဆွေးနေကြတယ်ဒါပေမဲ့တိကျပြတ်သားရှင်းလင်းတဲ့အဖြေတစ်ခုမှမရှိသေးဘူးအခုထိတော့ဆိုတော့ပရိသတ်တို့အနေနဲ့ဘယ်လိုမျိုးအဖြေရှာမှအကောင်းဆုံးဖြစ်မလဲဆိုတော့အခုပိုင်းသုံးသက်ချက်လေးကို comment မှာဝင်ကြကြပါဦး ကျွန်တော်နာမည်က June မှာကျွန်တော်ရဲ့ YouTube ပို့တဘောကြရစွတော့ subscribe လို့ page နဲ့အပလို့ရပါတယ် take care god bless